င်္ဂလာပါခင်ဗျာတနင်္လာနေ့တင်ဆက်စီစဉ်ကနေကြိုးဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒဝဝဖွဲ့သားတွေကစီစဉ်တင်ဆက်တာပါဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ဇလွန်တော်အဖိုးကြီးကြောင့်အမိကိုတုံပြူပြီးဒွေမျိုးပေါ်မှာလှိလှလူခံနေတဲ့တင်ဒီချောင်းမှာ KNLA တပ်ဖွဲ့ဝင်လေးဦးလက်နက်တွေယူပြီးဆန္ဒရှင်တက်စီပြဲ့ပြောင်းသွားတဲ့အကြောင်း ရင်းမြူနယ်ကိုပေါ်ရွာတင်မှာဥတတိုင်းပြိုကျလို့ကြောင်သာသူဒိတ်ဆိုပြီးလေဦးတန်ရရတဲ့အခြေအနေ CI ကနေနိုင်ငံကူးလက်မှတ်ပြောင်းလျှောက်သူတွေကို ထိုင်းမှာပဲအတူပြုခွင့်ရှိတဲ့တစိုက်တူထူပြီးထုတ်ပေးနေတဲ့အကြောင်းမိုတိုင်းစီကြောင်တဝဲမှာမိုးဆက်ကြီးနေတဲ့တည်င်းစားတဲ့တည်င်းအကြောင်းအရာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ် ဒွေမျိုးနဲ့စလွန်ကြီးပါမှာရှိတယ်။စလွန်တော့ဘူးကြောင့်နာမည်ကိုအလွယ်သုံးစားလို့ပြီးဒွေမျိုးပေါ်ရှိရွက်တွေမှာလေးလေလူခန္ဓာတွေရှိနေတယ်လို့စလွန်တော့ဆရာတော်ရဲ့တပည့်တရားကားတွေစီကတည်ရပါတယ်။လွန်ခဲ့တဲ့ရက်သက်တပတ်ကစပြီးအဲ့လိုအလူခံနေတာကိုကြားသိရတာကြောင့်စောင့်ကြည့်နေရကစနေမလ25ရက်နေ့ဒီနေ့မနေ့9ရက်လာမှာမျိုးပေါ်အလူခံနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒွေမျိုးသစ်ရှီလန်တဲမှာအသက်40လောက်ရှိတဲ့မျိုးသမီးနှစ်ဦးကဇလုံတော်ရဘိုးကြီးចောင်းရဲ့အလူခံလို့ပြောပြီးအေဝင်အိတ်ထွေအလူခံနေတာလို့ဆိုပါတယ်။အဲ့ဒီမျိုးသမီးနှစ်ဦးကိုဆလမီမြာမှာဇလုံတော်ရចောင်းအမိတို့ပြုလီလေအလူခံနေတာဟာမကန်တဲ့အကြောင်းဝန်ခံခဲ့တယ်လို့သိရပါတယ်။ အလူခံတဲ့အဖွဲမှာအမျိုးသမီး6ဦးရှိပြီးသူတို့ကို အောက်ကျော်ဆိုတဲ့မျိုးသားကဥဆောင်ခိုက်စေတာဖြစ်တယ်လို့အလူခံအမျိုးသမီးတွေရဲ့ပြောဆိုချက်ကိုအခြေခံပြီးဇရာတော်ရဲ့တပည့်တကာဖြစ်သူကပြောပါတယ်အလူခံရာဝေးတွေကိုလေအောက်ကျော်ဆိုသူစီနေတဲ့အနေရကသူတို့ကိုတရ9000ကျပ်ပေးပြီးခမင်းကျွေးကလေးလေးအလူခံခိုက်ခဲ့တယ်လို့ဆိုပါတယ် ူတို့ဖွဲ့ရဲ့ဆူရဟာဒွေမြူရှီတောင်စာစီဒီနဲ့လောကမာရစီဖျားကျူဝင်တွင်ဖြစ်ပြီးဒီကနေ့လူခန်းရှာငွေတွေကိုလက်ခံဖို့အောက်ကျော်ဆူတူကဖျားကျူဝင်တွင်စောင့်နေမယ်ဆိုပြီးခြေဆုပ်ထားတယ်လို့သိရပါတယ်စလုံးတော်ရကြောင့်အနေနဲ့ဒွေမျိုးပေါ်ရက်ွက်တွေနဲ့ခြေအားတွေကိုဘဲလူခံအဖွဲ့ကမှစီလို့ထားတာမရှိသေးတွေ့စလုံးတော်ရကြောင့်နာမည်နဲ့လူခန္ဓာတွေကိုတတိထားကြဖို့စလုံးတော်ရကြောင့်ဆရာတော်ရဲ့ဒါကာတွေကတိုက်တွန်းထားပါတယ် ဒွေဒီတာမာဝါဒင်ကာလာပလုအကျိုးအဖေးနေနဲ့အဖေးနေတွေမှာဒေတာတွင်ကြော်ကြားတဲ့ဘုရားဥပဒကဘွယ်တွေမြို့ခံဥပဒကဘွယ်တွေကမြို့တွင်အလူခံထွက်ကြလေးရှိတာဒေတာအစင်လာတစ်ခုလေးဖြစ်ပါတယ်ဒေတာအစင်လာပေါ်အခုလိုလီလေးအလူခံကုချိုးရှာသူတွေကအခွင့်ကောင်းယူအတုံးချလာတဲ့အပေါ်လေးတတိထားဖို့လိုပြီးဖို့ထုတ်ပေးဖို့လေးတိုသေးလို့မြို့ခံတွေကပြောပါတယ် တေချောင်းမြို့နယ်စံတောင်ရွာခွင်ချင်းမှာတင်းမျိုးသားလွတ်မြောက်ရေးတံမတော် KNLA တပ်ဖွဲ့ဝင်လူစာနာရှင်တပ်ပကူဘဲ့ပြောင်းသွားတယ်လို့တော်လိုင်းအင်အားစုတွေစီကတီးရပါတယ်။ဘဲ့ပြောင်းသွားသူလူဟာခင်ယူတံမာလီဘေးတဝဲခဲကုတ်ကဲမှုအောက်ကကရင်မျိုးသားလွတ်မြောက်ရေးတံမတော် KNLA တိုင်းစနီတပ်ခွဲတကဖြစ်တယ်လို့ခင်ယူဘေးတဝဲခဲအတွင်မှုပဒုစောနာကပြောပါတယ်။ သူတို့လေဦးထဲကတအူဟာဆက်အနာရှင်တက်သားဟောင်းဖြစ်ပြီးကြံတူကတော့ကိုသူလီအာမီ KTLA ဘက်ကပေးပြောင်းလာသူတွေဖြစ်ကြတယ်လို့ဘရုစောင်းနာကပြောပါတယ် KDRC ကနေပြပြောင်းလာတဲ့တပ်ဖွဲ့ဝင်တို့ဖြစ်တယ်လို့ KNU ရဲ့ပြောဆိုချက်ပေါ်ဒိုဘတ်အနေနဲ့တိကျအတိမပြောနိုင်သေးပါဘူး။ သူတို့လေးဦးဟာစက်တင်ဘာလ23ရက်နေ့မှာလက်နက်ခင်ရံတွေယူဆောင်ပြီးဆရာနာရှင်တက်စီဘေ့ပြောင်းသွားတယ်လို့တွန်လိုင်းအားစုတွေစီကသိရပါတယ်စစ်ကွန်မရှင်ဝါဒဖြန့် channel တွေမှာတော့ PDL လေးဦးဟာကင်းနယ်တိုက်စစ်ဌာနချုပ်တိုင်မှုစီ MA1 တနက်တလေ RPG တလေတိုက်79တလေ RPG ပိုဒီသုံးလုံး40မမပိုဒီတလုံး5.56 80တောင်းနဲ့ 5.56ဒီတော့ခုကိုအနှံခဲ့ပြီးစနေမလာ24ရက်ကအခမ်းအနားနဲ့ငွေသားစုချင်းမြင်ခဲ့တဲ့အကြောင်းဖော်ပြပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေစီမိန်းများရှာမှာတော့သူတို့လေးဦးဟာပြည်ရဲ့တပ်ဖွဲ့ဝင်တွင်ဖောက်ပူလို့ဆိုပါတယ်။မမီနေဂျီမြူနေမော့ကနီချွာအိုဆူကိုဖို့ရွာတဲ့မှာဘော်ဝဲချင်ပါနေချင်း ်ဟိုတဲ့တိုင်းပြိုကျလို့ကြောင်သားတို့သိဆိုပြီးလေးဦးတန်ရာရပွားတယ်လို့ဒေတာခံတွင်နေလူမှုကေဆေးရေးအဖွဲ့တွေးစီကတည်ရပါတယ်စတိမလာ24ရက်နေ့ညနေ2:00နာရီလောက်ကိုဘော်ရွာတိဘောလုံးကွင်းမှာဘောလုံးပွဲကျင်းပနေချိန်ဘောလုံးကွင်းဘေးကဖူကြီးချောင်းအုတ်တဲ့တိုင်းပြိုကျပြီးဆက်ကြောတဲ့အရွယ်ကြောင်သားတို့သိဆိုခဲ့တာပါ တန်ရသူထေကတန်ရပြင်ထန်သူနှုတ်ကိုတော့မော်လမြိုင်စီကိုပုတ်ထားတယ်လို့လူမှုကေဆေးအတင်းရဲ့တာဝန်ရှိသူကပြောပါတယ်။တန်ရသူအခြားနှုတ်ကိုတော့လမိုင်ပြည်သူဆေကိုပို့ဆောင်ထားပြီးဈေးကူတာမှုခံယူနေတယ်လို့ဆိုပါတယ်။ပြုတ်ကြတဲ့ပိုတဲ့တိုင်းဟာဘောလုံးကွင်းနေပြီးကိုပေါ်မှာရှိတဲ့ဖိုးကြီးကျောင်းနဲ့ကိုင်အမိသားနိုင်ငံကိုကိုကိုင်းနဲ့ဆောက်လို့ခါတာဖြစ်ပြီးမိုးဆဲမပြရွာသွန်းတာကြောင့်မိကျုံကြာကပြုတ်ကြခဲ့တာလို့ဆိုပါတယ်။ ရင်းမြူနမမနီကမူအီချီ30တာသမ39လက်မှနေမူအီချီအများစုစွာသုံးခဲ့တဲ့မြို့နယ်ဖြစ်တယ်လို့မူရီဝတာနဲ့ဆလာပိတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဖိလစ်ပိုင်ပြည်နယ်မြေမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲမူတဲ့ရှာကားစားရှိချောင်းစက်တင်ဘာလ29ရက်နေ့ဒီမြန်မာနိုင်ငံတွုံးမူလာတွုံးမူတွေဆက်ရှိမှဖြစ်ပြီးနေရွက်မူကြီးတာလက်တပြအကြီးကြီးတာနဲ့မြေပြိုဓာတ်တွေဖြစ်ပေါ်နိုင်လို့ဒီဓာတ်ပုံမိုးစလာကတိုက်တွန်းထားပါတယ် ထိုင်းမှာမီဒူမျိုးဝါဖြစ်ကြောင်းတက်တေခန်းလက်မှန်း CI ကိုက်ဆောင်ထားတဲ့မြန်မာနိုင်ငံသားတွေနိုင်ငံကူးလက်မှတ်ပြောင်းလဲလျှောက်ထားရမှာထိုင်းတနင်္ဂနွေဒေသအတူပြုခွင့်ပြုတဲ့ဆိုတဲ့တစိုက်တူထူကထုတ်ပေးနေတယ်လို့ဗီဇာဝန်ဆောင်မှုလိုကန်နေသူတွေနဲ့ကိုယ်တိုင်ကြိုးရသူတွေစီကတည်ရပါတယ်။ CI စာအုပ်ဟာထိုင်းနိုင်ငံမှာ အထောက်ထားမရှိမြန်မာနိုင်ငံသားတွေကိုပြုလုပ်ပေးတဲ့တက်တေခန်းလက်မှတ်တစ်ခုဖြစ်ပါတယ်။ CI ကနေနိုင်ငံကိုလက်မှတ် passport ပြောင်းလဲလျှောက်ထားပြီးနောက်စနေမာလ24ရက်မှာစာအုပ်ပြန်ရခြင်းထိုင်းတနင်္ဂနွေတဲတာအတူပြုခွင့်ပြုတယ်ဆိုပြီးအင်္ဂလိပ်လိုနဲ့ရေးထားတဲ့တစိုက်တုံးထူထားတာကိုတွေ့ရတယ်လို့ကိုတိုင်ကြိုရသူကပြောပါတယ် လက်တလုံးမှာစီအိုင်ဆောင်းကနေနိုင်ငံကိုလက်မှတ်ပြောင်းသူတွေမှာဒါအဲ့ဒီတစိတူပါလာတာကိုတွေ့ရပြီးနိုင်ငံကူးလက်မှတ်တက်တန်းပြန်တိုးသူတွေမှာတော့အဲ့ဒီတစိတူထူတာရှိမရှိကိုတော့မသိရသေးဘူးလို့ဗီဇာဝန်ဆောင်မှုဆောင်ရွက်နေသူတို့ကပြောပါတယ်အဲ့ဒီအချိန်လေးကို သိရှိနိုင်ဖို့မာချိန်ကမြန်မာနိုင်ငံကူးလက်မှတ်ထိုးပေးဌာနစီ TDCCC တဝဲဝက်ကတယ်လီဖုန်းနဲ့ဆက်သွယ်မိများခဲ့ပြီးမြေအဆက်သွယ်မရသေးပါဘူး န်ကောက်ခြေဆိုင်မြန်မာအလို့သမားတန်အရာရှိကိုမေးမြန်းရမှာတော့သူအနေနဲ့တိတ်စိတ်မတိရသေးလို့ဒီပြောရုပ်ချုပ်ကိုပဲတရိုက်မေးမြန်းဖို့ပြောကြားခဲ့ပါတယ်။ထိုင်းတနင်္ဂနွေတင်မာတာအတူပြုခွင့်ရှိရင်တော့အဲ့ဒီနိုင်ငံကို လက်မှတ်က CI ဆောက်လို့ပဲအတူဝင်တော့မှာဖြစ်ပြီးအခြားနိုင်ငံတွေကိုခရီးသွားလာခွင့်အရတော့မှာမဟုတ်ဘူးလို့ဗီဇဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောဆိုကြပါတယ်။ တောင်တရုတ်ပြည်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမိုတိုင်းရာဂါဆာအစီအကြောင်းစက်တင်ဘာလ25ရက်နေ့ဒီနေ့ဒဝဲမှာမိုးဆက်ကြီးနေပါတယ်။ဒဝဲမြို့မှာမနေ့ကလေးကမိုးကြီးနေပြီးတနင်္ဂနွေလို့ရွာသွန်းခေတယ်။မိုးရချေလမရဲ့ဒုတိယအများဆုံးရွာသွန်းခေတယ်လို့မိုးလီဝတာနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မနေ့ကထုတ်ပြန်ကြေညာတီးရပါတယ်။ ဒီကနေ့ခမ်းမန်းချေရတနင်္လာရီတိုက်ပါဝင်ရန်ကုန်တိုင်းနဲ့အခြားတိုင်းနဲ့ပြည်နယ်၅ခုမှာလေနောက်နှစ်ရက်အထိမိုးဆက်လက်ပုံနေမှာဖြစ်တယ်လို့မိုးစလာကဖော်ပြပါတယ်။ဖြစ်ပိုင်ပြည်ပြမှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းပေါ်တိုင်းရှားကားဆိုင်စီကြောင်းစက်တင်ဘာလ29ရက်အထိမြန်မာနိုင်ငံတွင်းမိုးရွာတော်မှုတွေဆက်ရှိနေမှာဖြစ်ပြီးနေရာကွက်မူကြီးတာလက်တပြတ်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့တတိထားဖို့လေမိုးစလာကတိုက်တွန်းထားပါတယ်။ ုလိုနားဆင်ပေးနေတဲ့ကိုကျေးဇူးအထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသားများကံပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Joywatch.com ကစုမောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။